အင်းနေဝေးနေတဲ့အင်လွန်ဆာပရိသတ်လေးတွေရေမင်္ဂလာပါနော်ဒီတစ်ပတ်ရဲ့အင်လွန်ဆာစီစဉ်လေးမှာတော့ငငယ်ကကျောင်းစည်းတန်းဒီမှာအမြဲတမ်းဝယ်စားလေးရှိတဲ့ကစေးနေလို့ခေါ်တဲ့ဂါချိုးလောက်စားကြပါမယ်နော်ဂါချိုးလောက်ဖို့အတွက်ကိုကပောင်းပစ္စည်းလေးတွေကိုအသင့်ကျင်ထားလိုက်ပါရှင်ဒါကတော့ဒဏ္ဍီရေကိုကြိုပြီးတော့မှရလာတဲ့ဒဏ္ဍီတကြပါရှင်အရင်ဥဆုံးတီဟိုဆန်ကိုအရင်လှော်ပါမယ်နော်တီဟိုဆန်ချက်ပြီးသားဆိုတော့လေမလော်လဲရပါတယ်အနံလေးမွေးအောင်လို့လော်လိုက်တာပါရှင် ပြီးရင်တော့နန်းတော်ပါမရှင်။နန်းကလည်းအကြာကြီးလော်စရာမလိုဘူးပေါ့နော်။မွေးရုံလေးလော်ရဲဆိုလို့ရှင်တော့ရပါပြီရှင်။နန်းတော်ရပြီဆိုရင်တော့အုံသားချောင်လေးကိုလည်းမွေးတဲ့ထီကိုလော်လိုက်ပါမယ်နော်။ထည့်ရမယ့်ပောင်ပစ္စည်းတွေအားလုံးလှော်ပြီးပြီဆိုရင်တော့တဏိတကြားလေးချိုးပါမယ်ရှင်။စီလေးနဲ့ငယ်ထည့်ပြီးတော့မှမီးအေးလေးနဲ့တဏိတကြားချိုးပါမယ်။ အဆက်မပြတ်မှွေပေးဖို့လိုပါတယ်နော်။ကာချိုးကိုမြေပဲနှမ်းဖြူနဲ့လှုပ်ရှားလို့လည်းရပါတယ်ရှင်။တကြောကညောင်စေးကြတဲ့အထီကိုကြိုးပေးပါမယ်ရှင်။တကြားချိုးမချိုးကိုရေကွက်လေးနဲ့ထည့်ပြီးတော့မှစမ်းကြည့်ပါမယ်နော်။ရေထဲထည့်လိုက်လို့တကြားကပျော်မသွားပဲနဲ့ဒီမမလေးဖြစ်နေပြီဆိုလို့ရှင်တော့တကြားချိုးပြီပေါ့နော်။ဒီနေ့တကြားချိုးအနံလေးကတော်တော်လေးမှွေရပါရှင်။ နန်းလေးကတစ်မျိုး၊ဒီယိုဇန်လေးကတစ်မျိုးလုံးပါဆိုတော့လေတဝက်စီခွဲထားလိုက်ပါမယ်နော်။ဒီယိုဇန်လေးထည့်ပြီးတော့ခနာချိုပါမယ်။ပြီးရင်တော့စီးတုပ်ထားတဲ့ဗန်လေးလေးထည့်ပြီးတော့အေးခံထားလိုက်ပါမယ်ရှင်။ကျန်တဲ့ဝတ်သေးကိုလည်းနှမ်းနဲ့အုံသားလေးထည့်ပြီးတော့ကြိုပေးပါမယ်။ ပြီးသွားရင်တော့ခုနကဘန်းနဲ့ကိုထည့်ပြီးတော့မှအေးခံထားလိုက်ပါမယ်နော်အေးဗီဆိုကမှထုတ်လေးမှာပတ်ထားမယ်။စက်ကူလေးနဲ့ထုတ်လို့လည်းရပါတယ်။ငငယ်ရဆိုလို့ရှင်တော့ចောင်းစည်းတန်းနေမှာဆိုရင်အငဲတိုင်းတွေးလို့ရှိရတဲ့မုန်တွေတစ်မျိုးပေါ့နော်။ဒီဦးဇန်လေးနဲ့ကလည်းစိတ်စိတ်လေးနဲ့တစ်မျိုးလေးစားလို့ကောင်းတယ်လို့ပဲ။ဒီနှမ်းလေးနဲ့ကလည်းမှုမှုစိတ်စိတ်လေးနဲ့တစ်မျိုးလေးစားလို့ကောင်းပါတယ်ရှင်။ ချိုစိတ်မွေးပြီးတော့မှအရန်ကမှဆလုပ်ကောင်းနေခါချိုးလေးကြည့်ပြီးတော့ငငယ်ကကျောင်းစီရက်နေမှာစားခဲ့ရတာလေးကိုအလွန်ပြေချလိမ့်မယ်လို့မျှော်လင့်ပါရရှင်။အိမ်နဲ့ဝင်းနေတဲ့ influencer ပိတ်တဲ့အားလုံးလည်းအမြန်ဆုံးအပြန်နဲ့ကြပါစေလို့ influencer အဖွဲ့သားတွေကနေဆုတောင်းပေးလိုက်ပါရရှင်။